အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဂျပန်နိုင်ငံက second hand ဆိုင်တွေရှိတဲ့အထဲမှာမှကျွန်တော်တဘောအကျဆုံးဆိုင်ဒီဇိုင်းဖြစ်တဲ့ Treasure Factory ဆိုတဲ့ဆိုင်ကိုကျွန်တော်တို့အတူတစ်ချက်သွားကြည့်လိုက်ရအောင်ဗျာဒီဆိုင်ကိုတဘောကြရတဲ့အကြောင်းရင်းကလက်စစ်ပစ္စည်းရဲ့အိမ်တွင်းပြိဘောကရတော်စည်းချွေလာအခုမြင်နေရတဲ့ light truck ကားဆိုလဲ3000ဘူးအထက်ဝယ်မယ်ဆိုရင်나 UF free ငှားပြီးတယ်ကိုကိုကိုတိုင်းတော့မောင်းရပါတော့ရေကဲတက်တာတို့ဒီခုံနေဆိုလဲတော်တော်စည်းချွေ အခုတွေ့နေရတဲ့ TV စင်ဆိုရင်ရန်480ပဲရှိရဗျမြန်မာငွေနဲ့ဆို1000ဝဲလောက်ပဲရှိမယ်ဒီလိုဆိုင်တွေကဝန်ဆောင်မှုဘလောက်ကောင်းလဲဆိုခုနပြောတဲ့အတိုင်းပဲကားကို free ငါးပြီးရဓာတ်ဆီလည်း free ပဲအာကိုကိုတိုင်းတော့မမောင်းချင်ဘူးသူတို့လိုက်ဖို့ခိုင်းမယ်ဆိုရင်တော့သူတို့တတ်မှတ်ထားတဲ့ငွေအမောင်းကိုဝယ်ပေးရတယ်ဒါမှမဟုတ်ဘူးဆိုရင်လည်းဒီသူတို့ဝန်ဆောင်ကပေးပြီးတော့အိမ်ကိုလာရောက်တက်ဆင်ပြီးပို့ခိုင်းလို့လည်းရတယ်ဗျဒီဆိုင်ရဲ့အားတချက်က အဟောင်းပစ္စည်းဆိုင်ဆိုပေမဲ့မတုံးရသေးတဲ့ပစ္စည်းအစ်တစ်တွေတော်တော်များတယ်အခုဆိုရင်ယူနွေးအိုးဆိုရင်ဒီမှာမီရှီယောဟင်းဆိုတာအတုံးမပြူရတယ်လို့အတိပဲရပြင်မာဆိုရင်တသောင်းဝန်းကျင်ပြီးနေရတဲ့အချိန်မှာဒီလိုဆိုင်မှာဆိုရင်1300ဝန်းကျင်လောက်ပဲပြီးရတယ်ထမင်းပေါင်းဆိုလည်းအဲ့အတိုင်းပဲအစ်တစ်အတုံးမပြူရတယ်ဒီမှာ3000 3000ဝန်းကျင်ရှိမယ်9000ဝန်းကျင်လောက်ပဲအပြင်မှာဆိုရင်ရန်1000ကျော်ရှိမယ်တော်တော်ကွာဗျ9000လောက်ကိုတော်တော်ကွာတယ် ခုမြင်နေရတဲ့ပံငါးတွေဆိုလဲဒီမှာမိရှိယောဟင်းလို့ရေးထားအားလုံးကအစ်စ်နီးပါပဲရန်2000ကနေရန်4000ဝန်းကျင်လောက်မှာပဲရှိရအပြင်မှာဆိုအက်စီနဲ့လုံးဝမရဘူးဂျပန်မှာကြိုက်တာတစ်ခုကကျွန်တော်ဂျင်းထည့်လို့မရဘူးဗျပစ္စည်းတစ်ခုကကောင်းရင်ကောင်းနဲ့မကောင်းရင်မကောင်းရေးထားတယ်အဲ့အောင်မှကြိုက်မဝင် ကျွန်တော်တို့စိတ်ထဲမှာကျတော့အဟောင်းဆိုင်ဆိုရင်တော်တော်သုံးပြီးရတဲ့ပစ္စည်းတွေတော်တော်ဆူဆူဝါပစ္စည်းတွေလို့ထင်ကောင်းထင်နိုင်ပေမဲ့ဂျပန်နိုင်ငံကဒီ second hand ဆိုင်ဆိုတာကတဝက်လောက်ကအတုံးမပြူရတဲ့ရေးရဲ့ပစ္စည်းတွေတော်တော်များများရှိတယ်။ဒီလိုအဟောင်းဆိုင်မှာအတုံးမပြူရတဲ့ရေးရဲ့ပစ္စည်းတွေအများအပြားရှိနေရတဲ့အကြောင်းရင်းကဘာလဲဆိုရင်တော့ဥပမာကျွန်တော်တို့ဂျပန်မှာကကိုပစ္စည်းပြစ်မယ်ဆိုပြစ်ချင်တိုင်းပြစ်လို့မရအောင်ပြစ်ပြီဆိုရင်ပတ်စံပေးရပါဗျပတ်စံလည်းကုန်တယ် ဒါကြောင့်မို့လို့ငွေကြေးအနည်းငယ်ရတဲ့အနေဒီတဘောနေနဲ့အခုလိုဆိုင်ဒီမှာလာတွန်းကြတချို့ဆိုရင် application ကနေအိမ်ထိလာယူပါ free ပါဆိုအဲ့လိုမျိုးတွေလည်းအများကြီးပဲဂျပန်မှာအတခုတော့ကောင်းတယ်ဒီလိုပစ္စည်းတွေတွေ့ပြီးအားကြပြီးအများကြီးဝယ်မိွားရင်တော့မှားမယ်နော်အဓိကကျတော့ကိုလိုအပ်တာပဲဝယ်တာအကောင်းဆုံးပဲဘာကြောင့်လဲဆိုတော့အိမ်ပြောင်းအိမ်ရှူတဲ့ခါလဲခက်ခဲတယ်နောက်ပြီးတော့အတုံးမလိုတဲ့ပစ္စည်းဆိုလဲပြည့်ရခက်တယ်ဗျာအဲ့အချိန်ကျတော့ဒုက္ခရောက်လိမ့်မယ် ဂျပန်နိုင်ငံနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်ကအချိန်အခါအားလျော်စွာဗဟုသအနေနဲ့အားလုံးကိုဝေမျှပေးသွားမယ်။အကိုတို့အမတို့ကလည်းကျွန်တော်ကိုအဲအများကြီးတော့မတောင်းဆိုပါဘူးဗျာ။ Like and follow နဲ့ဝင်ရန်ပေးပါအောင်လို့တောင်းဆိုပါရစေ။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။